အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ယာဒူးကြီးတဲ့သူဂုံတိတ်ခတ်ကိုကိုးကွယ်တဲ့သူဖြစ်ရမယ့်အချက်တွေထဲကမှအမတ်သားတချို့အကြောင်းကိုပြောချင်ပါတယ်ပထမဦးဆုံးအနေနဲ့နှလုံးလန်းချောင်းနဲ့ညာလန်းချောင်းကြားတဲ့ကစိတ်ဖိစီးမှုတွေရတတ်တဲ့တွီးကန်သုံးထပ်ပဲဖြစ်ပါတယ်ဒါကတော့သူတို့ဘာတွေထပ်ပို့ပြီးလှုပ်ဆောင်နိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားတတ်ပြီးသူတို့ဘာတွေထက်စိတ်ဖိစီးမှုကိုပို့ပြီးရတတ်ပါတယ်ပြီးတော့ဒီတွီးကန်ကနေရာထိုင်ခင်းကိုဖြစ်စေ ရာဓုအိုးအိမ်ကိုဖြစ်စေပိုင်ဆိုင်ရတတ်ပါတယ်။နောက်အမှတ်သားတစ်ခုကတနင်္ဂနွေဂျိုခုံနဲ့မုတ်ဂူဂျိုခုံကြားကဆော်လမွန်ဘွေပဲဖြစ်ပါတယ်။အလौဒမဖြစ်ရင်အလौဂျိုးစားလွန်းသူသို့မဟုတ်ဝန်တန်းကောင်းဖြစ်တတ်ပြီးအလौရှင်ဖြစ်ရင်တော့ဝန်တန်းတွေကိုကောင်းမွန်စွာ အုပ်ချုပ်နိုင်စွမ်းရှိတဲ့အလौရှင်ကောင်းဖြစ်ရတတ်ပါတယ်။နောက်ဆုံးအမှတ်သားကတော့လက်ညိုအောက်ကြားသားပလေးဂျိုခုံကဆော်လမွန်လက်စွပ်ပဲဖြစ်ပါတယ်။ဆော်လမွန်လက်စွပ်ကလူတိုင်းသိတဲ့အတိုင်းဆရာသမားဦးစီးဦးဆောင်သူ ညွန်ကြားရသူဖြစ်ရတတ်ပါတယ်။လက်ရှိအလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနိုင်သူလည်းဖြစ်တတ်ပါတယ်။နောက်ပြီးလက်ဝါးပြင်က၄ရောက်ဆန်ဆန်ရှိပြီးလက်အယောင်ကလည်းရင်းတတ်ပါတယ်။အကယ်၍တင့်မှဒီအချက်တွေပါနေပြီဆိုတော့တင်ဟာဂုံသိက္ခာကြီးတဲ့သူဩဇာရှိတဲ့သူတယောက်ဖြစ်နေမှာကတော့အသေးချာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့တေချာကြီးမှမြင်ရတဲ့အမတ်သားကောင်းလေးတွေအကြောင်းပဲဖြစ်ပါတယ်။ပထမဦးဆုံးကတော့ညာလန်းချောင်းထိတ်ကဝိတာခဗန္ဒိုက်ပဲဖြစ်ပါတယ်။ ဒါကတော့ဘဏ်မှာငွေအပ်နိုင်ရလောက်အောင်ငွေကြေးကြွယ်ဝချမ်းသာတတ်ပါတယ်လက်ရှိမှာလက္ခဏာရှင်ကဘဏ်ဝန်ထမ်းဖြစ်နေတဲ့အတွက်ဒီအမသားရဲ့အကျိုးရလက်ကဘဏ်ဝန်ထမ်းလုံးနဲ့အကျိုးပေးနေပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့လက်ခလဲအောက်စနီဂျူခုံမှာအခက်လက်တွေဖြာထွက်နေတဲ့လမ်းကြောင်းတွေပဲဖြစ်ပါတယ်လက်ညူအောက်ကြာသာပတိဂျူခုံကိုဦးတည်ထားတဲ့အခက်လက်တွေကတော့ဆက်သွယ်ရေးတန်တမန်အလုပ်ဂျားဝင်ညိနှိုင်းရအလုပ်တွေနဲ့အကျိုးပေးတတ်ပါတယ် တနင်္ဂနွေဂျိုကုံအောင်လက်သကြွယ်ကို ဖြာထွက်နေတဲ့လမ်းကြောင်းတွေကတော့အသေးစိတ်တီထွင်ဖန်တီးနိုင်မှုတွေအမှုပညာဆိုင်ရာနဲ့အတွေးခေါ်ပိုင်းဆိုင်ရာတွေနဲ့ပါအကျိုးပေးတတ်ပါတယ်။အားလုံးကိုခြုံငုံ သုံးသပ်လိုက်မယ်ဆိုရင်တော့တေးကြတာကတော့ဒီပုံကအသက်40ကျော်လောက်မှာပဲဒီအမတ်သားတွေရဲ့အကျိုးပေးမှုကိုခံစားရမှာပဲဖြစ်ပါတယ်။နောက်ထပ်မျှဝေပြီးမှကတော့ထူးခြားတဲ့လက္ခဏာတွေနဲ့ရုပ်ဖက်တဲ့ဂါထာမန္တန်တွေအကြောင်းပဲဖြစ်ပါတယ်။ကိုယ့်ရဲ့လက္ခဏာမှာရှိတဲ့ဘယ်အမတ်သားမှမဆို ယခုဘဝရဲ့ပြီးဆုံးခဲ့တဲ့ကာလတွေကဖြစ်စီကိုယ့်ရဲ့အတိတ်ကဖြစ်စီပြည်လို့သမျှကံကြမ္မာတွေရဲ့ရောင်ပြန်ဟမ်းမှုဖြစ်ပါတယ်လက္ခဏာပြီးဆုံးကောင်းမွန်လုံးတဲ့သူတွေကသူတို့ရဲ့ရှေးကူးသူကံကြောက်ဆိုတာထင်ရှားပါတယ်ဒီလိုပဲအာနေချက်ပုံများတဲ့လက္ခဏာရှင်တွေကလည်းပြည်ဆုံးပံမှာအတွေးကောင်းတွေတွေးမယ်စိတ်ကိုအမြဲဖြူစင်အောင်နေပြီးထားပြီးတော့ဘယ်ရာမဆိုပရာဟိတစိတ်အရင်ခံပြီးလှုပ်ဆောင်မယ်ဆိုရင် အချိန်နှစ်နှစ်မကြာပါဘူးလက္ခဏာကောင်းတွေပေါ်ပြီးကံကြမ္မာတောက်ပြောင်လာပါလိမ့်မယ် ဒီလိုပြောင်းလဲဖို့အတွက်အထူးရောက်ဆုံးနီလန်ကတော့နေစဉ်ပုံမှန်တရားထိုင်ပေးပါ။တင့်မှာဒီလိုအမှတ်သားတွေပါလာခဲ့မယ်ဆိုရင်လစ်လူရှုမထားဘဲနဲ့သက်ဆိုင်ရာရုပ်ဖက်အားထုတ်မှုတွေကိုပြုလုပ်ပေးမယ်ဆိုရင်အလွန်အကျိုးပေးထက်သန်ပြီးကိုယ့်ရဲ့ရည်ရွယ်ချက်တွေအားလုံးအချိန်တူတူနဲ့ပြည့်စုံလာပါလိမ့်မယ်။အဲဒါတွေကတော့နံပါတ်၁ကြာတာပတိဂျူခုံက၅ရုပ်ပုံသို့မဟုတ်၄ရောက်ပုံစံဖြစ်ပါတယ်။ကြာတာပတိဂျူခုံမှာ၅ရောက်ပုံသို့မဟုတ်၄ရောက်ပုံစံပါဝင်နေခဲ့မယ်ဆိုရင်ဘတ်တူဝီဇေယမန်တန်ကိုနေ့စဉ်မိမိနိုင်သလောက်ဖြစ်စေ အဋိဌာန်နဲ့ပြည့်စည်ရွတ်ဖက်ပြီးမေတ္တာဘာဝနာဝါများပေးပါ အလွန်ထူးခြားအကျိုးပေးပြီးလပိုင်းနှစ်ပိုင်းတွင်အခွင့်အလမ်းအကြံဉာဏ်တွေပွင့်လန်းပြီးဘဝတိုးတက်ပြောင်းလဲမှုကိုဖြစ်ပေါ်စေပါတယ်နမနေ့ကတော့တနင်္ဂနွေကွင်းသို့မဟုတ်တနင်္ဂနွေလက်စွပ်အပြည့်ဖြစ်စီအပိုင်းစဖြစ်စီပါဝင်နေမယ်ဆိုရင်ဒီဝါတပ္ပိဂါထာကိုပဲဖိယူပါကာလာတူတူအတွင်းမှာပဲများစွာသောတူတက်မှုအပေါင်းကိုတွေးကြုံရပါလိမ့်မယ်။နံပါတ်3ကတော့ကံလန်းကြောင့်ကမရှိသလောက်မေးမိန်နေခြင်းပဲဖြစ်ပါတယ်။ ံလန်းเจ้าကမရှိသလောက်မေးမိန်နေခဲ့မယ်ဆိုရင်လည်းစိတ်ပူဖို့မလိုပါဘူးဂုံတော်၉ပါးထဲကဘဂဝါဂုံတော်ကိုမနှညာပဒီ၁၈ပတ်တိတိထီထီမိမိနှလုံးသွင်းပြီးပွားများပေးပါဂုံတော်၉ပါးစိတ်ချင်းရှိတဲ့သူတွေကတော့ပြောင်းဖို့မလိုပါဘူးအဓိကကတော့စိတ်တည်ငြိမ်ဖို့နဲ့နှလုံးသွင်းမှန်ဖို့သာအဓိကပါ၃လလောက်နှလုံးသွင်းမှမှပြုလုပ်ပေးမယ်ဆိုရင်ကိုယ့်ရဲ့လက္ခဏာကိုပြန်ကြည့်ကြည့်ပါလက်ရည်စာအယောင်သွေးကစပြောင်းလဲလာပြီးကံလန်းချောင်းပူပြီးထင်ရှားလာပါလိမ့်မယ် တချို့ကကံလန်းကြောင်းထက်အောင်မြင်လန်းကြောင်းနဲ့အတူထူးခြားတဲ့ငါးရုပ်ပုံတွေပေါ်လာတတ်ပါတယ်။အဲ့ဒီပုံစံအတိုင်းသာဆက်လက်ပြုလုပ်သွားပြီးပါ။ဘုံကံများပွင့်လန်းလာပြီးတော့ကံလန်းကြောင်းတင်းတင်းရှားရှားပါတဲ့သူတွေထက်အများကြီးတလုံးနဲ့ဘဝအခြေအနေကိုရရှိပါလိမ့်မယ်။ကံလန်းကြောင်းကလက္ခဏာမှာအလွန်ရေးကြီးပေမဲ့လည်းဒါနသီလဘာဝနာကုသိုလ်တွေနဲ့ပြုပြင်ဖို့အလွယ်ဆုံးလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာသူ့ရဲ့နှလုံးလန်းချောင်းကဂျာတာပလီဂျူခုံကနေစပြီးအဆုံးထိဖြောက်တန်းစွာနဲ့တည်ရှိနေပါတယ်။သူ့ရဲ့ညံလန်းချောင်းကလည်းလက်ဝါးဆောင်နာအထိဖြောက်တန်းစွာနဲ့တည်ရှိနေပါတယ်။ဒီလိုလက်ပံရှင်မျိုးနဲ့သင်အိမ်တော်ဘက်ဖြစ်ဆုံရမယ်ဆိုရင်အိမ်တော်ရေးကန်က90ရာခိုင်နှုန်းလောက်ကောင်းပါတယ်။ဒီလိုလက်ပံရှင်မျိုးဟာဖြောက်မှတ်တဲ့သူတွေစကားကတိတည်တဲ့သူတွေမေတ္တာတရားပြေဝတဲ့သူတွေဖြစ်ပါတယ်။သူများဖျားယောင်းရင်တော့မှအိမ်တော်ဘက်ကိုပြန်ပြောမဲ့သူမျိုးတွေဖြစ်ပါတယ်။ ရှစ်သူစကားမိမစကားကိုနားထောင်တတ်တဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အားနည်းချက်ကတော့အချစ်ကြီးပြီးအမျက်ကြီးတတ်ပါတယ်။သူတို့လည်းမဖောက်ပြန်သလို သင်ဖောက်ပြန်သစ္စာမဲ့ခဲ့မယ်ဆိုရင်လည်းကွင်လို့တတ်မဲ့သူမဟုတ်ပါဘူး။နောက်တစ်ခုကတော့အမတ်တမဲ့ကြီးလိုက်မယ်ဆိုရင်ပြေစုံတယ်လို့ထင်ရပေမဲ့သူ့ရဲ့ကံလန်းအောင်မြည်လမ်းများထဲကမှတတိပြုပွဲအချက်လေးတွေလည်းရှိပါသေးတယ်။ဒီလိုသူ့ရဲ့ကံလန်းအောင်မြည်လမ်းထဲမှာမှတတိပြုပွဲနဲ့အပိုင်းခြားတွေကတော့နံပါတ်1 အသက်လမ်းကဖြတ်ဆင်းလာတဲ့ဥပက်လမ်းဟာကံလမ်းကိုပါဖြတ်သွားပါတယ်။ဒီလိုဖြတ်သွားတဲ့အတွက်ကြောင့်သူ့ရဲ့အသက်33နှစ်ဝန်းကျင်မှာငွေကြေးဆုံးရှုံးမှုများပြားမယ်။လူလိန်ခံရတတ်တယ်။သူတို့ဘာမကောင်းကြံတာတွေခံရတတ်တယ်။နံပါတ်2ကတော့နှလုံးလမ်းအနီးကကံလမ်းအပြတ်အဟပဲဖြစ်ပါတယ်။ဒီအချက်ကြောင့်လည်းသူဟာချစ်ခင်ရင်းနှီးရတဲ့သူကြောင့်အလောက်အပြောင်းလဲနေရအပြောင်းလဲကိုအသက်38နှစ်ကနေအသက်40နှစ်ကြာမှာကြုံရမယ်။တနည်းအားဖြင့်ခက်ခဲပြီးမှ အောင်မြင်ရမယ်အလုတ်ပြန်ရမယ်နံပါတ်3ကတော့အဲ့ဒီအပြတ်နဲ့အပြိုင်လက်သကျွေအောက်ကအောင်မြင်လမ်းဖြစ်ပါတယ်ပြီးရအောင်မြင်လမ်းမှာကျွန်းတည်ရှိနေပါတယ်အဲ့ဒီအောင်မြင်လမ်းကကျွန်းကတော့အဲ့ဒီနစ်အပိုင်းချားတွေမှာအကျွေးကြီးကြီးတင်တတ်ပါတယ်ဒါမှမဟုတ်ရင်လဲကျမ်းမာရေးကြောက်ဖြစ်စေမိသားစုကြောက်ဖြစ်စေငွေကုန်ကြေးကြများမယ်ဒါပေမဲ့လက္ခဏာရှင်ရဲ့လက်မလက်ရည်စာညာလမ်းအသက်လမ်းလက်ရက်ဖွဲ့စည်းပုံတွေ ရိုးခုံတွေအားကောင်းမှုတွေကြောင့်အဲ့ဒီအခက်ခဲတွေကနေအောင်မြင်ပြီးနောက်ပိုင်းမှာ45နှစ်နောက်ပိုင်းမှာတကြောပြန်ပြီးပြန်လည်အောင်မြင်လာပါလိမ့်မယ်။နောက်ဆုံးတစ်ခုကတော့အိမ်တော်ကွဲရတတ်ခြင်းအမတ်သင်္ကေတလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာဥပ္ပလန်းချောင်းဟာအသက်လန်းချောင်းကိုဖြတ်ပြီးဘုဒ္ဓဂျိုကုံမှာအဆုံးတတ်နေပါတယ်။ဒီလိုအဆုံးတတ်နေမယ်ဆိုရင်မိမိတို့ဟာအိမ်တော်ပြုတ်ပြီးတော့ရှင်းနှစ်နောက်ပိုင်းမှာကွဲရတတ်ပါတယ်။မိမိတို့ဟာခြေလျက်နဲ့ကွဲရခြင်းဖြစ်ပါတယ်။ မိမိတို့ရဲ့အိမ်တော်ရေးဟာမတင်မတ်ပဲမမျော်လင့်ပဲနဲ့ကွဲခွာရတတ်ပါလေ။လက္ခဏာကိုဟောရဲဆိုတာတစ်ချက်မြင်တစ်ချက်ပဲကောက်ချက်ချအမှန်ကိုဟောမယ်ဆိုတာတက်ကိုဂျုံကုံသုံးသက်တတ်ဖို့လည်းလိုပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။သူရဲ့လက်ဝါးပြင်မှာနံပါတ်1အချက်ကလက်မဖြစ်ပါလေ။လက်မကတောက်တင်အားကောင်းပြီးမှအပြားမှာတော့ကော့ပါလေ။မိုင်းတန်ချောင်းပြောရင်ဖျောင်းလိုလူစားမျိုးဖြစ်ပါလေ။ ။တနာတိုင်လည်းသူ့အပြင်နောက်တယောက်မရှိပါဘူး။အာနာတိုင်လည်းသူ့အပြင်နောက်တယောက်မရှိပါဘူး။နံပါတ်2ကတော့ညံလန်းဖြစ်ပါလေ။ညံလန်းကအင်္ဂါဂျူခုံကနေအစပြုတ်ထားပါလေ။ဒါကြောင့်သူဟာလက်တလောကိစ္စတွေမှာဒေါသအလျောက်ခြေပါလက်ပါနဲ့ဖြည့်ရှင်းတတ်တဲ့သူဖြစ်ပါလေ။နံပါတ်3ချက်ကနှလုံးလန်းဖြစ်ပါလေ။နှလုံးလန်းကလည်းတူလွန်းနေတဲ့အတွက်ကြောင့်ညံလန်းကနှလုံးလန်းထက်ဆိုင်ပိုပြီးအားကောင်းနေပါတယ်။ဒါကြောင့်သူဟာအိမ်တော်ဘက်ကိုအုံနောက်နဲ့ရွေးချယ်မဲ့သူဖြစ်ပါတယ်။ နံပါတ်၄ကတော့လာမပဲဖြစ်ပါတယ်။လာမကကြာတာပလီကျူကုံမှာတည်ရှိနေပါတယ်။ဒါကြောင့်သူဟာသူ့ရဲ့လုပ်ငန်းထဲမှာယာဒူတိုးတက်မယ်၊အကြံစီအောင်မြင်မယ်၊ဘုံကံမြင်မယ်။နောက်တစ်ခုကတော့မိန်းကလေးတွေမှာနှလုံးလန်းခရင်ခွ၃ခုပါရင်ဘာတွေဖြစ်တတ်ပါသလဲ။မိန်းကလေးတွေမှာနှလုံးလန်းခရင်ခွ၃ခုပါရင်သူဟာဂုံသိက္ခာကိုကိုးကွယ်တတ်တယ်။မေတ္တာတရားကိုတန်ဖိုးထားတတ်တယ်။ဒါပေမဲ့သဝုံတော့အရန်တိုးတက်ပါတယ်။နောက်ပြီးဒီလက်ဝါးပြင်မှာပဲနှလုံးလန်းအစဟာကျုံးလေးတွေပါရှိနေပါတယ်။ ဒါကြောင့်သူဟာပထမဆုံးသူ့ရဲ့အချစ်ရေးမေတ္တာရေးမှာတော့ကံခေတက်တဲ့သူဖြစ်ပါတယ်။နောက်ပြီးသူ့ရဲ့လက်ကောက်ဝတ်မှာကျွန်းကလေးတစ်စီးပါလာခဲ့ပါတယ်။ဒီလိုလက်ကောက်ဝတ်မှာကျွန်းပါလာခဲ့မယ်ဆိုရင်သားသမီးတွေရလာတဲ့အခါမှာမွေးဖွားရခက်ခဲတက်ပါတယ်။အသက်လူပြီးမွေးဖွားရတက်ပါတယ်။နောက်ဆုံးတစ်ခုကတော့တူးတဲကိုအသေးနှင်းအောင်ချစ်တက်ခြင်းလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ရဲ့တောက်ကြကျူခုံမှာတက်ချီကအမတ်သားတစ်ခုပါရှိနေပါတယ်။ ဒီလိုပါရှိနေခဲ့မှဆိုရင်မိမိဟာတပွင့်ပန်းကိုပဲပန်းချင်လိုသူဖြစ်ပါတယ်။ချစ်သူတဦးတည်းကိုပဲအသေးနှစ်အောင်ချစ်တတ်သလိုတလင်တမယာစနစ်ကိုလည်းသဘောကျသူဖြစ်တတ်ပါတယ်။မိမိဟာအရှက်အကြောက်အိမ်တွေနဲ့ပြေစုံတတ်ပါတယ်။ချစ်ခင်မျက်နှာပြီးတွေ့တာတတ်ပါတယ်။မိမိဟာလူရိုးစိတ်တို့ဖြစ်ပါတယ်။စန့်ကျင်ဘက်လိန်တို့ရဲ့အတွင်းသဘောကိုလည်းကျင်ကျင်လဲလဲနားမလဲတတ်သူလည်းဖြစ်ပါတယ်။ဒီကနေ့လက္ခဏာဘုသူတ္တလေးကတော့ဒီလောက်ပါပဲ။အားလုံးလက္ခဏာပညာသူတ္တတိုးပွားနိုင်ကြပါစေ။